မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နိုင်ငံဗျူဟာကိုခုခံစစ်ကိုဦးဆောင်နေတဲ့ အမတ်ဆက်ခွန်ဆက်စီအေးကိုကဲမှုဌာနချုပ်စကခဆက်ခွန်ကအရာရှိပိုင်းတွေဟာအော်တိုဘာလ9ရက်နေ့ကလေးကဆုတ်ခွာထွက်ပြေးသွားပြီးတော့ဘူဟာထဲမှာကြံနေတဲ့စစ်သားတွေကဆက်လက်ခုခံတိုက်ခိုက်တာတွေရှိသလိုတင်တန်းဆင်းလာတဲ့စစ်မှုထမ်းတပ်သားတွေဟာလက်နက်တွေထားပြီးတော့အေအေနဲ့မဟာမိတ်တပ်ဖွဲ့ဒေစီမှာဇက်တိုက်အလင်းဝင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရာရှိပိုင်းတွေကအော်တိုဘာလ9ရက်နေ့လောက်ကလေးကဆုတ်ခွာသွားတာအခုကဗစီရွာဘက်မှာအခြေပြုတ်နေတယ်အဲ့ဒီကနေစစ်ကြောင်းပြန်ထိုးဖို့စူးစမ်းနေတယ်ဘူဟာထဲမှာကြံနေတဲ့ ပြည်သူစစ်စစ်မှုထမ်းတင်နှန်းစင်းတွေကတော့ခုခံပြီးတော့တိုက်နေတဲ့သူတွေရှိတယ်လို့လက်နက်တွေထားပြီးတော့ထွက်ပြေးတာတွေရောအလင်းဝင်တာတွေရော ရှိနေပါတယ်လို့သတင်းရင်းမြစ်ကပြောပြထားပါတယ်။အမ်မရန်လမ်းမရဲ့အနီးကအကြီးဆုံးစစ်စခန်းဖြစ်တဲ့နိုင်ရီကန်ဘျူဟာကိုအင်းနဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဒေတာတွင်စစ်စင်ရေးနဲ့ခုခံစစ်တွေကိုတမကိုကိုကတာဝန်ယူခဲ့တာပါ။ကာကေးစခန်းကြီးဖြစ်တဲ့ MPD တာဝါတိုင်းဂုံးကိုအေကမက်စလာမှာတင်ယူနိုင်ခဲ့ပါတယ်။ စစ်တပ်ကစစ်ကြောင်းလိုက်ထိခိုက်သေးဆုံးတာတွေတမကိုကိုလက်အောက်ခံအမတ်ကိုကိုနှစ်နေပြူဟာအဖွဲ့ကယာယီနေပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်အပါဝင်အရာရှိတွေဟာအေအေရဲ့ဖမ်းဆီးခြင်းကိုခံရတာတွေနဲ့ထွက်ပြေးတဲ့သူတွေများပြားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်တမကိုကိုတမမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုစစ်ကောင်စီကမေလာထဲမှာပြန်လည်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ တေဆုံးဒဏ်ရာရသူအဖမ်းခံရသူတော်လိုက်တောက်တွေထမအလင်းဝင်သူထွက်ပြေးသူတွေများပြားနေပြီးတော့အထိနာနေတဲ့တမကိုကိုကိုနောက်တန်းကိုပြန်ပို့ခဲ့တယ်လို့သိရပါဗျ။တမကိုကိုရဲ့နေရာမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေစားစက္ကခဆက်ခွန်လက်အောက်ခံတရင်တွေကိုစက်တမလာမှာပို့ဆောင်ခဲ့ပါဗျ။စစ်တပ်ကနိုင်ငံပြူဟာအမ်ဘရန်လန်အပါအဝင်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်း AOD တိုင်းကစီရေးနယ်မြေတွေမှာတမကိုကိုလက်အောက်ခံတရွင်းတွေအစား စကခဆက်ခွန်လက်အောက်ခံတရင်တွေဖြစ်တယ်ခမရ9ခွန်၄ခမရ969ခမရ9ခွန်9ခမရ9ခွန်ခမရ920နဲ့ခလာရ295တို့ကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျာ အဲ့ဒီတိုက်ရင်းကစစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူစစ်မှုရန်တင်နှန်းစင်တွေအများပြပါလာပြီးတော့အေအေနဲ့မဟာမိတ်တပ်တွေသိမ့်ပိုက်ထားတဲ့စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်ဖို့စူးစမ်းခဲ့တယ်လို့သိရပါဗျ။အချမ်းဘတ်စစ်ခွေးတပ်ကလေကြောင်းလက်နက်ကြီးနဲ့စစ်မှုရန်တင်နှန်းစင်တပ်သားတွေကိုအင်အားသုံးပြီးတော့ထိုးစစ်ဆင်လို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကသတင်းထုတ်ပြန်ထားပါဗျ။စက်တမလဇန်ပိုင်းကတိုက်ပွဲတွေမှာလည်းစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုများပြပြီးတော့ဆုတ်ခွာထွက်ပြေးသွားလို့လိုက်လံတိုက်ခိုက်နေတယ်လို့အေအေဘက်ကထုတ်ပြန်ထားပါဗျ။ နိုင်ငံပြူဟာပတ်ဝန်းကျင်ကအရိကစခန်းတစ်ခုဖြစ်တဲ့ဂုံကြီးစခန်းနဲ့ဖိုက်တာဂုံးကိုစက်တမာလာကုံပိုင်းနဲ့အော်တိုဘားလာဇမ်းပိုင်းမှာအေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကထပ်မံသိမ်းယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းပြူဟာတွေကစစ်ကောင်စီအရာရှိတွေကရဟတ်ရင်နေနဲ့ဆုတ်ခွာထွက်ပြေးသွားတာလို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်ပစီရွာဟာငဖဲမြို့နယ်ထဲမှာရှိပြီးတော့အဲ့ဒီနေရာကနေစစ်ကြောင်းပြန်ထိုးဖို့စူးစမ်းနေတယ်လို့မြေပြင်မှာရှိတဲ့သတင်းရင်းမြစ်ကပြောပါရတယ်။ နိုင်ရင်ဖြူဟာကိုအေအေနဲ့ပူပေါင်းတက်တွေကအနီးကပ်ဝိုင်းပိတ်ထားပြီးတော့အပိသက်သိမ့်ပိုင်နိုင်ဖို့အတွက်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့ပြီးတော့အေအေနဲ့မဟာမိတ်တပ်တွေဘက်မှလည်းအထိခိုက်တွေရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ2ရက်နေ့ကတိုက်ပွဲမှာရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့အရှိုချင်းကာကွယ်တပ် ACDF ကအော်တိုဘားလ6ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်နေတဲ့မဟာမိတ်တပ်ဖွဲ့အချို့ကရဲဘော်တချို့လည်းကြာဆုံးခဲ့တာတွေရှိပါတယ်။ နေရီကံဖြူဟာကို အပိသက်သိမ့်ပိုက်နာမီဆိုရင်စစ်တပ်အနေနဲ့အမ်းမြုပ်ကိုဥတီလို့မရတော့သလိုကာကွယ်ပစ္စည်းဆက်ရုံတွေရှိတဲ့မကွေးတိုင်းအနောက်ချမ်းကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကပုံမိုထိန်းချုပ်ဖိအားပေးလာနိုင်မှာဖြစ်တယ်လို့စစ်ရေးလေလာသူတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းဇဂိုင်းမင်းကုန်းလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့ အကြမ်းဖက်စစ်တပ်ကထိခိုက်သိမ်းဆုပ်မှုများပြားပြီးတင်ကန်းဝပြူစောထီခေါင်းဆောင်ဝေပုလအဖွဲ့ကလမ်းမိုင်းတစ်လျှောက်မှာတနက်တေကိုပြစ်ဖောက်ကတောင်းချမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ14ရက်နေ့မနက်7:00နာရီလောက်မှာသခိုင်းမင်းကွန်းလမ်းမိုင်းမှာရှိတဲ့လက်ပံရွာနဲ့ခိုးတောင်ရွာကြားမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်က15ဦးခန့်သိမ်းဆုပ်သွားတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာသိမ်းဆုပ်သွားတဲ့စစ်ခွေးမသားအလောင်းများနဲ့ဒဏ်ရာရတဲ့စစ်ခွေးတွေကို စစ်တပ်ကပြန်လည်တယ်ဆောင်တဲ့အချိန်မှာ ပေါတော်ရွာရင်းကြီးဆက်ယုံလမ်းကြားအရောက်မှာဒေါ်လိုင်းတပ်ဖွဲ့များကထပ်မံပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာလည်းအကြမ်းမဆက်တပ်ကထိခိုက်သိမ်းဆုံးမှုတွေများပြားခြင်းကြောင့်ပေါတော်ရွာကအင်စည်းကားများကိုချောဆွဲပြီးတော့စစ်ခွေးမသားအလောင်းများကိုတဲထုတ်သွားတယ်လို့ပြောပါတယ်။ဒါအပြင်စစ်ခွေးတွေကပြည်သူတွေပိုင်ဆိုင်တဲ့ဆိုင်ကယ်များကိုလည်းဓားမြတိုက်ပြီးတော့ယူဆောင်သွားတယ်လို့သိရပါဗျ။အခုလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မနေ့ကမွန်လွယ်၃နိုင်ကမှာသင်္ကန်းဝတ်ပြူစောတီခေါင်းဆောင် ဝေပုံလာနဲ့အဖွဲကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျေးရွာများကိုရောက်ရှိလာပြီးတော့သခိုင်းမင်းကွန်းလမ်းပေါင်းတစ်လျှောက်မှာဆဲဆူတောင်းချမ်းကတနက်ကိုအချက်ကြီး300ကျော်ပြစ်ဖောက်သွားတယ်လို့သိရပါဗျ။မနေ့ကသခိုင်းမင်းကွန်းလမ်းပိုင်းမှာရှိတဲ့လက်ပံရွာနဲ့ခိုးတောင်ရွာကြားမှာတိုက်ပွဲဖြစ်တယ်။စစ်ခွေးတွေတော်တော်အထိနာသွားတယ်။ခံမန်းစစ်ခွေးအကောင်ကြီး15កောင်လောက်သေးတယ်။ဒေါ်လိုင်းတပ်ဖွဲ့တစ်ခုကအလင်းငိုက်ဝင်တိုက်တာလို့သိရတယ်။အဲ့ဒီတိုက်ပွဲကစစ်ခွေးအလောင်းတွေကိုတဲထုတ်ပြီးတော့အပြန်ပေါတော့ရေကြီးဆက်ယုံလမ်းကြားမှာလဲ နောက်တစ်ချိန်တိုက်ပွဲထပ်ပြတယ်လို့သိရတယ်အဲ့ဒီတိုက်ပွဲမှာလည်းစစ်ခွေးတွေထပ်သေးတာပဲအဲ့ဒီဖြစ်စဉ်ကတော့ကျွန်တော်ကိုယ်တိုင်ခရီးသွားရင်းနဲ့မြင်ခဲ့ရတာစစ်ခွေးတွေကပေါတော့ရွာကခွေးဘလူးကားကိုချောဆွဲပြီးတော့အလောင်းတွေကိုတဲသွားတာမြင်လိုက်ရပါတယ်အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးညနေ3နာရီလောက်မှာတင်ငန်းဝတ်ဝေပုလနဲ့အဖွဲကတိုက်ပွဲဖြစ်တဲ့နေရာကိုရောက်လာပြီးတော့ညအထိဆဲဆိုတောင်းကျမ်းနေပါတယ်။တနတ်တွေကိုလည်းပြစ်ဖောက်သွားတာအချက်ရည်300လောက်ရှိတယ်လို့ ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်အဲ့ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာနယ်မြေအတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကသတင်းထုတ်ပြန်ခြင်းမပြုသေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်ပေါ့မြုံနယ်တက်ကုန်းပြူစောတိချေးွာကနေရိတ်ခါရှာထွက်လာတဲ့ပြူစောတိမိသားစုဝင်တအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလ12ရက်နေ့မနက်9:00နာရီလောက်မှာပေါင်းမြို့နယ်တက်ကုန်းပြူစောတိကြီးရွာကပြူစောတိမိသားစုဝင်ဖြစ်သူဥပွေးဆိုသူကိုတက်ကုန်းကြီးရွာအနီးမှာနဂါးပြောက်ကြားတပ်ဖွဲ့ကနယ်မြေလုံးချုံရင်းနဲ့ကင်းပတ်လှည့်နေတဲ့အချိန်မှာဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးရမိတဲ့ပြူစောတိမိသားစုဝင်ဥပွေးကိုတော်လိုင်းတပ်ဖွဲ့များကစစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးတော့ပြင်းမှုကျူးလွန်မှုများရှိပါကပေါင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ထံကိုပို့ဆောင်ပြီးတော့အရေးယူဆောင်ရွက်ရန်ဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ်ဒီကောင်နေပြူစောတိရွာထဲမှာစားစရာတောက်စရာမရှိတော့လို့မိုးရှာမြင့်ချိုးရင်းနဲ့တယောက်တည်းထွက်လာရင်းနဲ့မိခဲ့တာပါလက်နဲ့တော့မပါဘူးလက်ရှိမှာဖမ်းမိထားတဲ့သူကိုဘလို့အရေးယူဆောင်ရရမလဲဆိုတာစစ်စင်းမင်းမြန်ပြီးရင်တော့သက်ဆိုင်ရာပအဖနဲ့ပလဖထံကိုလွှဲပြောင်းပေးမှာပါလို့ပေါ့တောင်ပိုင်းငကားပြောင်ကြတဖွဲ့ပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်လက်ရှိချိန်မှာတက်ကုံးပြူစောတိကြေးရွာမှာရှိတဲ့အချက်ဘတ်စစ်ခွေးများနဲ့ပြူစောတိအဖွဲ့ဝင်များဟာစားနေရိတ်ခါများပြက်လက်နေခြင်းကြောင့် ရေးရွာအတွင်းကနေပြူစောတိမိသားစုဝင်များကိုရွာပြင်ကိုလွတ်ပြီးတော့အစာရှာဖွေခိုင်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းတောင်ကရင်နီနယ်စပ်ဖဲကုံမြို့နယ်အနောက်ချမ်းမှာရှိတဲ့ခေါင်းဤကြီးရွာအုပ်စုဘောရန်အပေါ်ရွာကိုစစ်ခွေးတပ်နဲ့ PNO ပြည်သူ့စစ်တွေကရွာလုံးကျွတ်မိတင်ရှုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီနဲ့၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်များဟာဘောရန်အပေါ်ရွာကိုမနေ့ကအော်တိုဘားလ73ရက်နေ့ညနေ4နာရီလောက်ကစတင်ပြီးတော့အခုအော်တိုဘားလ14ရက်နေ့မနက်ပိုင်းအထိကိုနေအိမ်များကိုမီးတွင်ရှုံနေခြင်းဖြစ်တယ်လို့သိရပါဗျ။အပေါ်ရွာရော အောက်ရွာရောအရှုတ်ခံရတာပါ။ကြားတာကတော့အိမ်တွေအကုန်ပြောင်းအောင်မီးရှို့ရမယ်။မရှို့ခင်အိမ်တွေကရသမားတန်မိုးကြီးတဲ့ပစ္စည်းတွေအကုန်ယူဖို့ပြောထားတယ်ကြားတယ်။မီးကတိမ်နဲ့တိမ်ကူးတာရောထားရှို့တာရောအဝေးကမြင်နေရတာကိုမီးလောင်နေတော့မယ်။ ်လွာငန်တွေကတော့မရှိတော့ပါဘူးလွတ်ရချွတ်ရပြေးကုန်ကြပြီလို့နေမြေကန်သတင်းရင်းမြစ်ကပြောပြထားပါတယ်အဲ့ဒီနေမြေမှာတော်လိုင်းဘက်က KNDF နဲ့ရှမ်းတောင်အမှတ်13336 13339ခေါ် PDF တပ်ရင်းများရဲ့စီးရင်နေမြေဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကတောင်မဲသိန်းရွာတိုက်ပွဲအပြီးကစပြီးတော့မြောက်ဆလုံးရွာကိုစစ်ကောင်စီနဲ့ PNO အဖွဲ့တွေကမီးရှို့ခဲ့ပြီးအခုဘော်ရန်ရွာကိုပါရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ ဘောရန်ရွာနေရွာပေါင်းမှာအင်ဂျီ100ကျော်ရှိပြီးတော့လူဦးရေ600ကျော်နေထိုင်တာပြည်သူများဟာဖဲကုံတောင်ပိုင်းနဲ့ဒီမော့ဆိုအနောက်ဘက်ချမ်းတွေကိုစစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့နမ်ဆန်မျိုးအုံးစွမ်ကြီးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတော့အသက်16နှစ်အရွယ်မိန်းကလေးတိတ်ဆုံးပြီးတော့ကလေးငယ်3ဦးအပါအဝင်ပြည်သူ၄ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မနက်9:55မိနစ်အချိန်မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့နမ်ဆန်မြို့နယ်အုံးဆန်ကျွေးရွာကိုတိုက်လေရင်နဲ့ဘုံကျဲခြင်းရော့ကတ်များနဲ့ပစ်ခတ်ခြင်းတွေကိုလုံဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်အသက်16နှစ်အရွယ်မိန်းကလေးငယ်တဦးသေဆုံးပြီးတော့အသက်8နှစ်10နှစ်နဲ့14နှစ်အရွယ်ကလေး3ဦးအပါအဝင်လူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်10လုံးထိခိုက်ပျက်စီးပြီးတော့ အိမ်မွေးတရိတ်ဆန်နေလဲတိတ်ဆုံးကုန်တယ်လို့သိရပါဗျ။မနေ့ကအော်တိုဘာလ73ရက်နေ့မွန်းလွဲ2:55မိနစ်ခန့်မှာနမ်ဆန်မြို့နယ်ကရားကြီးရွာကိုအချက်မဆက်တကဂျက်ဖိုက်တာနဲ့ပေါင်250ဘုံ6လုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ အချမ်းမဆက်တရဲ့ဘုံကျဲတက်ခတ်မှုအတွင်အသက်16နှစ်အရွယ်မောင်အစောဘုံစာထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့စာတင်ကျောင်းဆောင်နှစ်ဆောင်နဲ့နေအိမ်၆လုံးထိမှန်ပျက်စီးသွားတယ်လို့သိရပါဗါတယ်။အလားတူပဲအော်တိုဘာလ၄ရက်နေ့မှာလည်းနမ်ဆန်မြို့နယ်ဇေတုံဟုံးကျေးရွာမှာရှိတဲ့စာတင်ကျောင်းအနီးကိုအချမ်းမဆက်တကလေကျောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ခြင်းကြောင့်ကလေးငယ်၅ဦးသေဆုံးခဲ့ပြီးကလေးငယ်၆ဦးအပါအဝင်ပြည်သူ၉ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်၁၆လုံးထိမှန်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ